ဂရနီပြည်ဘရူဆိုမြို့နယ်ထဲမှာစစ်ကောင်မရှင်တန်းနဲ့ဂရနီတုံလေရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်နေရကြပြည်သူလုံခြုံရေးအတွက်အရေးကြီးလမ်းမကြီးတစ်ခုကိုပိတ်လိုက်ရပါတယ်။နိုဝင်ဘာလ3ရက်နေ့ကစပြီးဘရူဆိုမြို့နယ်မာခရိုရှိရွာဘက်ကစစ်ကောင်မရှင်တပ်ဟာထားလဲဘက်ကိုဥတည်ပြီးစစ်ကြောထိုးလှောက်ရှာမှုတွေပြန်လည်လှောက်လာခဲ့ပါတယ်။ဒီလောက်ထားမှုကြောင့်မြင်ပြမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့မြင်ပြတဲ့ဒေသမြစ်တွေကအတည်ပြုပါတယ် မြစ်ပြင်မှာစစ်ရေးအခြေအနေတင်းမာလာတာကြောင့် Grainy မျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ကအရေးပေါ်ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်ဖရူဇိုထားလေနမ်ဘယ်ဘောလခဲလမ်းမကြီးတရှောင်းနဲ့ဆက်သွဲထားတာရိအလုံးကိုနိုဝင်ဘာလ6ရက်နေ့ကစပြီးရက်အကက်သက်မရှိပိတ်လိုက်ကြောင်းအများပြည်သူကိုအသိပေးလိုက်တာဖြစ်ပါတယ် လမ်းပိတ်ရခြင်းအဓိကရွယ်ချက်ကတော့အရက်သားပြည်သူတွေစီရင်နေမြေထဲမရောက်စေဖို့ပါစစ်ကောင်မရှင်သက်ဟာဂရင်းဒေတာမှာတိုက်ပွဲတွေမရှိရင်တော့မှစပားရိတ်နေတဲ့တောက်သူတွေလိုအရက်သားပြစ်မဲ့တွေကိုဒရုန်းနဲ့လက်နက်ကြီးတွေတုံးပြီးရွယ်ချက်ရှိရှိတိုက်ခိုက်နေတာတွေရှိနေပါတယ်ဒါကြောင့် KNDF ကလမ်းမကြီးကိုအတုံးပြူသွာလာခြင်းလုံးဝမပြုတ်လောက်ကြဖို့နဲ့စစ်ရေးအန်ဒီရီကို အထူးတတိထားကြဖို့ပြည်သူလူထုကိုတတိပေးထားပါရဲ့